ဆယ်ကြီးရိုနယ်ဒိုရဲ့လမ်းစဉ်အတိုင်းရီယယ်မက်ထရစ်မှာအောင်မြင်ဖို့ကြိုးစားကြတဲ့ကမ္ဘာအဆင့်ကျဲဝင်ကစားမများပရိသတ်များအားမိန်လာပါခင်ဗျာရှေယိုအိုင်ဘက်ခွန်ရှေကိုအွန်လိုင်းအချင်းကနေပြန်လည်ကြိုးလိုက်ပါရင်ဂေါ်ဂျီခရစ်စတန်ရိုနယ်ဒိုရဲ့ကြိုးစားအားထုတ်မှုနဲ့စီကန်းသေဝှမှုတွေဟာဘောလုံးလောကမှာပြောစမတ်တွင်စရာကိစ္စတွေဖြစ်ပါတယ်သူဟာထာဝရအကောင်းဆုံးကစားမတစ်ယောက်ဖြစ်လာဖို့အတွက် တုတ်ကတူဆေးရုပ်လူသားအဖြစ်ခံယူခဲ့တာပါ။နေစဉ်နေ့တိုင်းတင်းကျတဲ့စီမင်းစည်းကမ်းတွေအချိန်ကြာနေတဲ့ဘဝကိုဖျက်ဆီးနေသူဖြစ်ပါရင်သူ့ကိုစံပြပုဂ္ဂိုလ်ဖြစ်သတ်မှတ်ထားကြတဲ့လူငယ်ချေဝင်းတွေကလည်းအများကြီးပါပဲ။ professional ကစားသမားဘဝမှာထိတ်တန့်အဆင့်စီရောက်ရှိခြင်းတဲ့ကစားသမားတွေဟာ Ronaldo ရဲ့လမ်းစဉ်ကိုရှောက်လန်းကြပါရင် Real Madrid မှာဆိုရင်လည်းအခုထက်ထိ Ronaldo ရဲ့လွှမ်းမိုးမှုကကြီးမားဆဲဖြစ်သလိုနောက်လည်းလွှမ်းမိုးမှုရှိနေအောင်ပါပဲဖြစ်ပါရင်ဒီကနေ့ရက်က Real Madrid စီပိုလေးလေးပြောင်းရွှေ့ခဲ့တဲ့ Alexander Arnold က Bayern Munich ပြောင်းရွှေ့ခဲ့တဲ့အပေါ်အခုလိုပဲပြောပါရစေ။ ကျွန်တော်ဘယ်အသင်းကိုပြောင်းမယ်ဆိုတဲ့အတွေ့အလုံးကမရှိပါဘူး။ Real Madrid စီပြောင်းမလားမပြောင်းဘူးလားပဲတွေးမိပါရင်လေဘောင်းအသင်းကနေထွက်ဖြစ်ခဲ့ရင် Real Madrid အသင်းစီပြောင်းမယ်လို့ပဲဟိုရင်ကတည်းကတွေးထားပါပါ။အခြားအသင်းတွေကိုကောင်းနေမရှိပါဘူး။ဒီဘက်က Real Madrid ကိုပြောင်းလာခဲ့တာမှတ်မိပါရင် Ronaldo ပြောင်းလာခဲ့တာကိုလည်းမှတ်မိပါရင်ဒီအသင်း Champions League ၃နေဆက်ရခဲ့တာတွေကိုလည်းငယ်ဘဝမှာကြည်ကြည်ပြင်ခဲ့ရပါတယ်။ကမ္ဘာအကောင်းဆုံးကစားမတွေကမ္ဘာအကောင်းဆုံးဆုလိုက်ကြောင်းဒီအသင်းဟာဘလောက်ထိကြီးမားလဲဆိုတာမြင်နိုင်မှာဖြစ်ပါတယ်လို့ဆိုခဲ့ပါတယ်။ အားလုံးတရလန်ဒိုရဲ့ပြောင်းရွှေ့ခဲ့မှုအလွန်မမှုတော့ရှိခဲ့တာဖြစ်ပါတယ်။ရီယယ်မတေအခုထိလည်းကစားသမားတွေကိုရယ်ဒိုချမှတ်ခဲ့တဲ့စံချိန်စံတော့အတိုင်းလိုက်နာကျင့်သုံးနေစေပါတယ်။ ဗယ်ဒိုရီယမတ်ထွေမှာသူ့ရဲ့ကစားသမားဘွား CEO ထောက်ပံ့အောင်မြင်မှုတွေများစွာကိုယူခဲ့သူပါ2009ခုနှစ်မှာမဲရက်ချက်အသင်းကလည်းရီယမတ်ထွေအသင်းစီကမ္ဘာစံညင်တင်ပြောင်းရွှေ့ခြေပေါင်တန်း80နဲ့ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်ရန်ဒိုဟာကစားသမားဘွားအကောင်းဆုံးအချိန်ပိုင်းခြားတွေကိုပိုင်ဆိုင်နိုင်ခဲ့တာပါရီယမတ်ထွေအတွက်438ကိုအသွင်းယူပေးခဲ့ပြီးအသင်းသမားရဲ့ကိုယ်စင်များဆုံးစားမဖြစ်ခဲ့တာဖြစ်ပါတယ်ရီယမတ်ထွေနဲ့အတူချန်ပီယံလိဖလား၄ချိန်ရခဲ့တယ်လို့ဘော်လုံးတရားစုကိုလည်း၄ချိန်ရယူနိုင်ခဲ့တာပါရီယမတ်ထွေအရန်ဒိုရဲ့နေ့စနစ်တွေကို3နေဆဲဖြစ်ပြီး ဖေစီယာရိုလိုမတ်တက်လိုနာမည်ပေးထားပါတယ်။ရိုလိုတို့ကလည်းကျင်သုံးခဲ့တဲ့ professional ဆန်မှုနဲ့အဟာရဖြည့်တင်းမှုတွေကိုဆက်လက်လုပ်ဆောင်နေပါတယ်။ Redwar Real Madrid အသင်းရဲ့လေးချင်ကန်အစီအစဉ်နဲ့အကစားဘက်ပိုင်းဆိုင်ရာလေးထားတွေကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တယ်လို့ဆိုပါတယ်။ဆန်ပြပုဂ္ဂိုလ်ကြီးတွေနဲ့တို့ရဲ့လွှမ်းမိုးမှုတွေက Real ကစားသမားတွေနဲ့မကပဲတက္ကသိုလ်လုံးကကစားသမားတွေအပေါ်မှာပတ်ချုံမှုရှိနေမှာသိကြပါတယ်။အားလုံးစားရှိတဲ့ကစားသမားတွေကလက်ရှိမှာကလပ်ကပါပလာအတွက်ပြင်ဆင်နေကြပြီးလုံးဝအားလမ်းချိန်မှာပျော်ပါတောင်းစားနေတာမရှိပါဘူး။ဒါဟာ Redwar ထားရင်ခဲ့တဲ့အမွေအနှစ်တွေပါပဲ။ ားလုံးက Redo လို့ဖြစ်ချင်တယ် Real Madrid မှာကစားချင်တယ်အဲ့လိုဖြစ်ပါရင် Redo ဟာပြီးခဲ့တဲ့ရပိုင်းကမှ Nation League Champion ဖြစ်တာသူဖြစ်ပါရင်အသက်40ကျော်နေတာတော့ဒီဆိုဗလာတွေတွန်းချင်းမှတ်တမ်းတွေကိုသူမမတ်မမောအရာယူဖို့ကြိုးစားနေစေပါပဲ Redo ကတော့ Redo ပဲလို့ဆိုရမှာပါသူစိတ်ထဲမှာဘောလုံးကလွှင့်ရင်တခြားဘာမှမရှိပါဘူးတနင်္ဂနွေရက်တို့ဟာအသက်50အထိဘောလုံးကစားမဲ့သူမျိုးလည်းဖြစ်ပါရည် ရန်တူကလည်းရွေးစင်ပွဲလုံးတမိုက်မှာပွဲများဆုံးကစားသမား230ပွဲနိုင်ဝဲများဆုံးကစားသမား134ပွဲတင်းကိုများဆုံးကစားသမား139ကိုအစားရှိတဲ့စံကြီးများစွာကိုပိုင်းဆိုင်ထားနိုင်သူလည်းဖြစ်ပါရယ်ဂေါကြီးကတော့ဂေါကြီးပါပဲရယ်တူတင်ခဲ့တဲ့ဘားကိုတော့လိုက်မီဖို့မလွယ်ပါဘူးလွယ်ကူနေမှာမဟုတ်ဘူးဖြစ်ပါရယ်ရယ်တူက2026ကမ္ဘာလောက်ကိုပါဝင်ဆင်လွဲဖို့စိတ်အားထက်သန်နေသူပါသူ့အနေနဲ့လာမယ့်ကမ္ဘာပလားမှာရောပေါ်တူဂီကိုကမ္ဘာပလားရအောင်ဆွဲတင်ပေးနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါရယ်လာမယ့်ကလပ်ကမ္ဘာပလားမှာရောရယ်တူပါဝင်လာမလားဆိုတာကလည်းစိတ်ဝင်စားဖွယ်ရကောင်းတဲ့အချက်ပဲဖြစ်ပါရယ် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ